ကျွန်တော်ဒီနေ့ Google နဲ့ပတ်သက်တဲ့အကြောင်းလေးပေါ့နော်ကျွန်တော်နေ့စဉ်အသုံးပြုနေရဲ့ Google နဲ့ပတ်သက်တဲ့အကြောင်းလေးကိုကျွန်တော်ဒီနေ့နည်းနည်း share လုပ်ပေးမယ်ကျွန်တော်တို့ဒီ Google ရပေါ့နော်ကျွန်တော်တို့မရှိမဖြစ်ကျွန်တော်တို့ engine ပေါ့နော် search engine ထဲမှာကျွန်တော်တို့ရှာဖွေရတဲ့ engine ပေါ့နော်ရှာဖွေ engineer မှာဒီပေါ့အကောင်ဆုံးပဲအဲ့ဒီမှာကျွန်တော်ကဒီနေ့ Google နဲ့ပတ်သက်တဲ့ဟာကိုကျွန်တော် Google Chrome မှာကျွန်တော် setting ဘိုင်းနေပါညာပေါ့နော်ကျွန်တော် AI လေး တုံးကြီးပုံလေးတွေပေါ့နော်ကျွန်တော်ဒီနေ့ share လုပ်ပေးမယ်။အဲဒါကျွန်တော်တို့ဒီမှာကျွန်တော်တော့ဒီမှာ Google Chrome ကိုကျွန်တော်ဝင်လိုက်ပြီပေါ့နော်။ Google Chrome ဝင်လိုက်မယ်။ကျွန်တော် Google Chrome ဝင်လိုက်ပြီဆိုတော့ကျွန်တော်ဒီတိုင်းတွေ့ရမယ်ပေါ့နော်။ဒီမှာပထမဆုံးစတွေ့တွေ့ချင်းကိုပဲကျွန်တော်တို့ဘာတွေလုပ်လို့ရလဲဆိုရင်ကျွန်တော်ဒီမှာ a shortcut တွေကျွန်တော်တို့ပေါင်းထားလို့ရတယ်နော်။ a shortcut တွေပေါင်းထားလို့ရတယ်။ a shortcut ပေါင်းမယ်ဆိုရင်ကျွန်တော်ဒီမှာအပေါင်းလေးနှိပ်မယ်။ကျွန်တော်ဒီမှာ Facebook ဆိုရင် Facebook ဆိုရဲနင်းလေးထည့်မယ်နော် Facebook ဆိုရဲနင်းလေးထည့်ပြီးတော့ဒီအောက်မှာ UNR ဆိုရဲအောက်မှာကျွန်တော် Facebook link ပေါ့နော်ဘို့သူ link လေးကိုဒီမှာထည့်လိုက်ထည့်ပြရတယ် Facebook link လေးကိုဒီမှာ copy page ချလိုက်တာနဲ့ဒီမှာကျွန်တော် done နှိပ်လိုက်တာနဲ့ကျွန်တော်ဒီမှာ shortcut ကလေးရသွားမယ်ပေါ့နော်ဒီမှာ shortcut ကလေးကျွန်တော်တို့ရသွားမယ်ဒီလိုဒီမှာ Facebook shortcut ကလေးပေါ်သွားမယ်ပေါ့နော်ကျွန်တော်အဲ့ဒါပြီးရင်ကျွန်တော်ဒီပေါ်မှာဘာလုပ်လို့ရသေးလဲဆိုရင်ကျွန်တော်ဒီမှာဒီ grid ဆိုတဲ့ဒီဟာလေးကိုကျွန်တော်နှိပ်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ Google application ပေါ့နော်ဒီကောင်လေးကိုကျွန်တော်နှိပ်မယ်ဆိုရင်ဒီမှာကျွန်တော်နဲ့ပတ်သက်တဲ့ဒီမှာ Google နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအများကြီးဒီမှာကျွန်တော်တို့ Play Store တွေပါတယ်တောက်လျှောက်အကုန်လုံးဒီမှာ ready တွားလို့ရတယ်နော်ဒီမှာကျွန်တော်တို့ဒီကနေပြီးတော့အများကြီးတွားလို့ရတယ်ဒီမှာ Google App တွေအစအကုန်ဒီထဲမှာအကုန်ပါတယ်ပေါ့နော်ပြန်ကျွန်တော်တို့ဒီအောက်မှာခဲတံလေးရှိတယ်ကျွန်တော်တို့ဒီဓာတ်ပုံကြီးပေါ့နော်ဒီသင်းပေါ့ကျွန်တော်တို့တုံးနေတဲ့ဓာတ်ပုံကြီးကျွန်တော်ပြင်ရင်းဒီအောက်မှာခဲတံလေးရှိရယ် ခဲတန်းလေးနှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာ custom light တိုက်တာပြောင်းလို့ရအောင်เนาะ chain ပြင်းဆိုတာကျွန်တော်နှိပ်မယ်နှိပ်ပြီးကျွန်တော်တို့ကြိုက်တဲ့ design လေးတွေကျွန်တော်တို့ပြောင်းလို့ရမယ်ပေါ့เนาะအခုကျွန်တော်ထားထားတဲ့ design ကဒီအောင်ပါပေါ့เนาะဒါကျွန်တော်တို့ chain လို့ရမယ် design လေးပေါ့ဒီမှာကျွန်တော်တို့ဒါလေး chain မယ်ဆိုရင်ကျွန်တော်တို့ဒီမှာဒီထဲကနေပြီးကျွန်တော်တို့ရွေးမယ်เนาะကျွန်တော်တို့တပုံလေးတပုံကျွန်တော်ရွေးကြည့်မယ်ကျွန်တော်ဒါလေးကိုယူလိုက်မယ်เนาะရလာပြီဆိုတော့ねကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီမှာ chain သွားပြီเนาะဒီမှာကျွန်တော်တို့တပ်ပုံလေး chain သွားပြီ ဒါကျွန်တော်တို့သိနေတော့ဒီမှာပုံချိန်တာလေးပေါ့နော်ပုံချိန်တာလေးပြီးရင်ကျွန်တော်တို့ဒီမှာ gmail ကိုကျွန်တော်တို့တွားလို့ရမယ်နော်ဒီကနေပြီးတော့ gmail ကိုဒါလေးနှိပ်ပြီးတော့ကျွန်တော်တို့ gmail ထဲကိုကျွန်တော်တို့ဝင်ကြည့်လို့ရမယ်ကျွန်တော်တို့ gmail တစ်ခါတည်းရောက်မယ်နော်ဒါဆိုရင်ကျွန်တော်တို့ gmail ပေါ့နော်အဲပြီးရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ရှာမယ်ပေါ့နော်တစ်ခုရှာလိုက်မယ်ကျွန်တော်ဒီကနေပြီးတော့တစ်ခုရှာမယ်ကျွန်တော် YouTube ကျွန်တော် YouTube ပေါ့နော်ဒီမှာကျွန်တော်ဖွင့်လိုက်မယ်နော်ကျွန်တော် YouTube တစ်ပတ်ထားပါတော့ကျွန်တော်တရားနေပြီးဖွင့်လိုက်မယ်ကျွန်တော် YouTube ကျွန်တော်ဖွင့်လိုက်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ new ဒီမှာ page ပေါ့နော်ဒီမှာ page တစ်ခုကျွန်တော်တို့ပေါ်လာမယ်နော်ဒီမှာ page တစ်ခုကျွန်တော်တို့ပေါ်လာမယ်နောက်ထပ်ကျွန်တော်တို့ page တစ်ခုထပ်ပြီးတော့ဖွင့်မယ်ကျွန်တော်ဒီကနေပြီးတော့တော့ဖွင့်လို့ရတယ်နော် new ကျွန်တော်နောက်တစ်ခုထပ်ဝင်မယ်ကျွန်တော်ပါဝင်မလဲ chat gpt ဝင်မယ်နော်ကျွန်တော် chat gpt ကျွန်တော် login ဝင်လိုက်မယ်ဒီမှာကျွန်တော် chat gpt ဝင်ထားမယ်ဒါဆိုရင် chat gpt ပေါ့နော်ကျွန်တော်တို့ ဒါကျွန်တော်တို့ firework လေးပေါ့နော်အလုပ်လေးကျွန်တော်ဒါ new tag လေးကျွန်တော်တို့ခေါ်တာပေါ့နော်ဒီမှာကျွန်တော်တို့ YouTube သွားမယ်ဆို YouTube ပြန်သွားမယ်ကျွန်တော် ChatGPT ကိုသွားမယ်နောက်တဲ့ကျွန်တော်တို့ဘာဖွင့်ထားခြင်းတွေလဲနော်နောက်တဲ့ဖွင့်ခြင်းတဲ့ဟာတခုကိုကျွန်တော်တို့သွားလို့ရရနော်နောက် Google Gemini ဖွင့်ထားမလားဒီမှာကျွန်တော် Google Gemini ကျွန်တော်တို့ဖွင့်ကြည့်လိုက်မယ်နော်ကျွန်တော်အလုပ်လုပ်နေတာပေါ့နော်ဒီမှာအများကြီးအများကြီးကျွန်တော်တို့တွေအလုပ်လုပ်လို့ရတယ်။ new tag တွေတောက်လျှောက်ခေါ်ပြီးတော့ကျွန်တော်တို့အလုပ်လုပ်လို့ရတယ်။ ကိုမလို့ရှင်တာလေးရှင်ချက်ချီကလေးနှိပ်ပြီးတော့ကျွန်တော်တို့ဖြတ်လိုက်လို့ရအောင်နော်ဒီမှာကျွန်တော်တို့ချက်ချီဗီဒီယိုသွားမယ်နည်းမပေါင်းပြီးရင်ကျွန်တော်တို့ဒါတွေကိုဒီရှိကိုကျွန်တော်တို့ပေါင်းလို့ရတယ်ပေါင်းနေတယ်ဆိုရင်ကျွန်တော်တို့ control လေးကိုဖိထားလိုက်ပြီးရင်ကျွန်တော်တို့ချက်ချီဗီဒီယိုနော်ကိုခဲ့ချင်မလားကျွန်တော်ဒီလွတ်လေးသွားမယ်သွားပြီးရင်ကျွန်တော်တို့ဒီမှာ break လေးနှိပ်မယ်နှိပ်ပြီးရင် add တက်ဒီမှာ to new group ဆိုပြီးတော့ကျွန်တော်တို့ပေါင်းလိုက်မယ်ဒီမှာ name လေးပေးမယ်နော်ဒီမှာကျွန်တော်တို့တစ်ခုခုပေးမယ် မှာကျွန်တော်တို့ကရူလေးပေါ့နော်ကရူနေလေးပေးလိုက်မယ်ပေါ့နော်ကရူလေးပေးလိုက်မယ်ဝင်ဆိုတော့ကရူလေးပေးပြီးရင်ကျွန်တော်တို့ကအနီရောင်လေးနဲ့အမှတ်သားပေးခဲ့မယ်နော်အမှတ်သားကျွန်တော်ဒီမှာဝင်ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ရင်ကျွန်တော်တို့ကဒီမှာဝင်ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ရင်ကျွန်တော်ကုနာဟာလေးအကုန်လုံးကဒီဝင်ဆိုတဲ့ကရူလေးကိုရောက်သွားပြီပေါ့နော်ဒါလေးကိုကျွန်တော်တို့ဆွဲဖွင့်လိုက်မယ်ဆိုကျွန်တော်တို့ဒီမှာ ChatGPT ဒီမှာကွန်ပျူတာကျွန်တော်ရဲ့ဒီမှာကွန်ပျူတာပေါ့နော်ဒီမှာကျွန်တော်ရဲ့ ြီးမနိုင်ဒီမှာဝင်ထားတဲ့ဟာလေးပေါ့နော်ကျွန်တော်ကတရားကိုမျက်စိရှုပ်တယ်ပေါ့နော်တရားတွေရှုပ်တယ်ဆိုရင်ကျွန်တော်ကဒီဝင်းဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်လိုက်နှိပ်လိုက်တာနဲ့ကျွန်တော်ဒီမှာဒါရှင်းပြီဒါနောက်ထပ်နယူတက်တီကျွန်တော်ထပ်ခေါ်လို့ရမယ်ဒါဒါဆိုရင်တော့ကျွန်တော်တက်ခေါ်တာနယူတက်ခေါ်တာနဲ့ပတ်သက်ပြီးတည်ပြီပေါ့နော်ကျွန်တော်တို့ဒီကောင်နောက်ပြီးကျွန်တော်တို့ဒီကနေ့ပြီးကျွန်တော်တို့ဟိုကျွန်တော်ဒီမှာကျွန်တော် YouTube ပေါ့နော်ကျွန်တော် YouTube ကနေပဲကျွန်တော်ဒီဟိုဝင်သွားလိုက်ဟိုဝင်သွားပြီးရင်ကျွန်တော်တခြင်းတပုံနားထောင်မယ်ပေါ့နော် ဒီမှာကျွန်တော်တို့အချင်းလေးတစ်ပုဒ်ဖွင့်လိုက်အဲကျွန်တော်ဒီအချင်းလေးဖွင့်လိုက်ပြီးဒီအချင်းကျွန်တော်ဒီမှာချက်ကြည့်နေတာလို့လို့ပြောတော့ဖွင့်နေတယ်ကျွန်တော်ချက်ကြည့်ပြီးဒီမှာလို့ပြောရတယ်အချင်းနာပါเดี๋ยวจะว่าดีกว่าจะมาก่อนเจนด้วยลาลาบีเมนี่จ้าเดโหดนี่กะเอดูแลเดเราจ่อดาดิทะชินจ่อดาดิเราเปลี่ยนซ่าดาดิเรายัดทาจินใช่เนาะเราเจเจตูลาเกเน အချင်းပေါ့နော်အဲ့ဒါနဲ့နောက်ကျွန်တော်တို့ရပြီးရင် ကျွန်တော်တို့ဒီကောင်လေးကိုကျွန်တော်တို့ဒါဒီကောင်လေးနှိပ်ထားမယ်เนาะကျွန်တော်တို့ရပြီးရင်ကျွန်တော်တို့ဘာလုပ်လို့ရမလဲဒီဘက်မှာကျွန်တော်တို့ setting ပေါ့เนาะကျွန်တော်တို့ setting ကိုသွားကြည့်မယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒီလေး၃ချောင်းလေးပေါ့เนาะဒီမှာ၃ချောင်းလေးရှိတယ်ဒီထဲကိုကျွန်တော်ဝင်ကြည့်လိုက်မယ်เนาะ setting ဒီကနေပြီးတော့ကျွန်တော်တို့ setting ကိုဝင်ကြည့်မယ်ဟိုအောက်ဆုံးလေးဆွဲချလိုက်ရင်ကျွန်တော်တို့ဒီမှာ setting ဆိုတာရှိရပါเนาะ setting တွေကိုကျွန်တော်တို့တစ်ချက်ဝင်လိုက်မယ်။ဝင်ပြီးရင်ကျွန်တော်တို့ဒီမှာ UN Google ဒီမှာရဲ့နော် UN Google UN Google ဆိုတာကျွန်တော်တို့ရဲ့ Google account ကိုကျွန်တော်တို့မြင်ရမှာเนาะပထမဆုံး Google account ကိုမြင်ရမှာဒီကနေပဲကျွန်တော်တို့ Money UN Google account ကျွန်တော်တို့ account တွေတွားပြီးတော့ Money လုပ်လို့လည်းရမယ်။ဒီမှာ Chrome profile ဒီမှာကျွန်တော်တို့ Chrome ခုနကကျွန်တော်တို့ပြောင်းတယ်လို့ပဲဒီမှာလည်းတွားပြောင်းလို့ရရယ်เนาะ Chrome နဲ့ပတ်သက်ပြီးကျွန်တော်တို့ဘယ် color တွေတုံးခြင်းလဲဒီမှာဒီဘာတန်းဒီမှာပတ်သက်ပြီးတော့เนาะကျွန်တော်တို့ color တွေ change လို့ရရယ်ဒီကနေပြီးတော့เนาะကျွန်တော်ဒီမှာကြီး change ရမယ်ကျွန်တော် နေမှာဒီเนาะကျွန်တော်တို့ကာလာလေးဒီဘာသာမှာကြည်ကြီးကျွန်တော်တို့ကာလာလေးတွေအယောင်လေးချိန်သွားပြီเนาะဟောဒီမှာချိန်သွားပြီเนาะကာလာလေးအယောင်လေးတွေချိန်သွားပြီเนาะဟောဒီမှာဒီဟာလေးကကျွန်တော်တို့ထားခြင်းတဲ့ကာလာကျွန်တော်တို့ထားခဲ့လို့ရတယ်ကျွန်တော်တို့ကြိုက်တဲ့ပုံစံနဲ့ထားခဲ့လို့ရတယ်เนาะပြီးကျွန်တော်တို့ customer user profile ပြီးကျွန်တော်တို့ဒီမှာเนาะပြီးတော့ဒီမှာစာပြစေအံကိုကစာပြဒီမှာတော့ကြည့်လို့ရတယ်เนาะကျွန်တော်တို့ပြီးရင်ကျွန်တော်တို့ auto pay and password auto pay and password မှာလည်းဒီတိုင်းမျိုးကျွန်တော်တို့ password နဲ့ကျွန်တော်တို့နဲ့သက်ဆိုင်တဲ့ password တွေအကုန်မှန်စင်များဒီထဲမှာတွတ်ကြည့်လို့ရရပေါ့နော်ကျွန်တော်တို့အခုချိန်ဝင်မယ်ဆိုရင်ကျွန်တော်ကဝင်ကြည့်လိုက်ရင်ကျွန်တော်တို့ဒီမှာဒီကောင်နေဆိုရင်ကျွန်တော် account ဒီမှာ၄ခုပေါ့နော်၄ခုတွေ့ရတယ်ဒါဆိုရင်ကျွန်တော်ဝင်မယ်ဆိုရင်ကျွန်တော် password တွေတောင်းပါပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ password ပေါ့နော်ပြီးတော့ကျွန်တော်ဒီမှာ privacy and security ရှိတယ်ဒီထဲမှာဆိုလဲကျွန်တော်တို့ ဒီမှာ private ရဲ့ CG မှာကျွန်တော်တို့ဒီမှာအများကြီးလုပ်လို့ရတယ်နော် daily browsing data ကျွန်တော်တို့ data တွေကျွန်တော်တို့ဖြတ်လို့ရမယ်ဒီထဲကနေပြီးတော့အများကြီးတပ်ပတိ cookie ပိတ်လို့ရတယ် patient နဲ့ဟာပိတ်လို့ရမယ်နော်ကျွန်တော်တို့ဒီမှာ security ရှိရယ်နောက်ဒီမှာ also မှာ site setting site setting ဆိုရင်ကျွန်တော်တို့ခွင့်ပြုမဲ့ဟာခွင့်မပြုမဲ့ဟာပေါ့နော်ဒီမှာတွေကျွန်တော်တို့တွားလုပ်လို့ရတယ်ဒီမှာ location camera ဒီမှာ microphone ကျွန်တော်တို့ခွင့်ပြုမလားခွင့်မပြုဘူးလားပေါ့နော်ဒါတွေကျွန်တော်တို့တွားပြီးတော့လုပ်လို့ရတယ်နော် site setting တွေကျွန်တော်တို့ setting မှာ site setting တွေရှိရယ် ကျွန်တော်တို့ဒီဘက်မှာအရှိမလဲဆိုရင်ကျွန်တော်တို့မအပယ်ရန်နော်အပယ်ရန်အပယ်ရန်ဆိုရင်အပယ်ရန်ဆိုရင်ကျွန်တော်တီးနေကျွန်တော်တို့ဒီမှာအပယ်ရန်ပယ်ရန်ဆိုရင်ကျွန်တော်တို့တီးတော့တင်းကာလာကျွန်တော်ခုနဟာချိန်မှရှင်ခဲ့တယ်လို့ပဲချိန်လို့ရမယ်ချိန်ခဲ့လို့ချိန်လို့ရမယ်ဒီမှာ customize your tuba tuba တွေကျွန်တော်ပြောင်းလို့ရမယ်နော်ကျွန်တော်ပြီးတော့ဒီမှာကျွန်တော်တို့ဖောင်းနေချိန်လို့ရမယ်ဒီမှာဖောင်းဆိုင်တွေကျွန်တော်တို့ချိန်လို့ရမယ်เนาะဒီမှာဖောင်းဆိုင်တွေအပီယာမန်တွေမှာကျွန်တော်တို့ဖောင်းဆိုင်တွေလို့တလို့ကျွန်တော်တို့တော့ချိန်လို့ရမယ်เนาะ customer ဖောင်းဆိုင်တွေကျွန်တော်တို့ချိန်လို့ရမယ်ဒီမှာဖောင်းဆိုင်တွေပေါ့เนาะ ောင်းဆိုင်တွေကျွန်တော်တို့ချိန်လို့ရမယ်ကျွန်တော်တက်တယ်လို့ချိန်လို့ရမယ်เนาะပြီးတော့ဒီမှာရှာပွေး engine ဒီမှာ set engine ကြောင့်လည်းဒီ set engine ကြောင့်လည်းကျွန်တော်တို့ထားခြင်းနဲ့ဟာထားလို့ရမယ်เนาะဒီမှာ Google ကျွန်တော်ကတော့ Google ကြိုက်လို့မလို့ Google ပဲထားတာဒီမှာတော့ချိန်လို့ရရယ်เนาะဒီမှာ Google Microsoft language နဲ့ပတ်သက်တဲ့ဟာကြီးလည်းကျွန်တော်တို့ဒီမှာတော်ပြီးတော့ကျွန်တော်တို့ချိန်လို့ရကျွန်တော်က United States တွေပဲဒီမှာအင်္ဂလိပ်ဒါမှကျွန်တော်တို့လိုအပ်တဲ့ဟာတွေပဲကျွန်တော်တို့ထားတယ်ဒီမှာ ထပ်ထည့်ခြင်းဒီမှာ language ကိုကျွန်တော်ထပ်ထည့်လို့ရတယ် download ဆွဲတဲ့ခါမှာကျွန်တော်တို့ set ထဲမှာ C ထဲမှာတိတ်မလား D ထဲမှာတိတ်မလားကျွန်တော်တို့တွားပြီးတော့ဒီမှာကျွန်တော်တို့ change လို့ရတယ်เนาะကျွန်တော်တို့ကြိုက်တဲ့နေရာမှာကျွန်တော်တို့တွားချထားလို့ရတယ်ကျွန်တော်တို့ download တွေကိုဘယ်နေရာမှာတင်ခြင်းလဲဆိုတော့ကျွန်တော်ဒီမှာတွား change လို့ရမယ်เนาะဒီမှာ setting ဘိုင်းတွေကျွန်တော်တို့အများကြီးတွား change လို့ရမယ် Google Chrome နဲ့ပတ်သက်ပြီး setting ဘိုင်းတွေ change လို့ရမယ်ဒီမှာကျွန်တော်တို့ဒီထဲမှာဆိုရင်ဒီမှာ case KCN share ဆိုတော့ကျွန်တော်တို့ဒီမှာမပါလို့လို့ရလဲဆိုရင်ကျွန်တော်တို့က ျွန်တော်တို့မှာဒီမှာပေါ့နော်အိမ်မှာ TV ပေါ့နော် Android TV တွေပါရှိတယ်ဆိုရင်ကျွန်တော်တို့ဒီမှာ Wi-Fi နဲ့ share ရင်းလုပ်လို့ရတဲ့ဟာတွေပေါ့နော်ကျွန်တော်တို့ TV နဲ့ချိန်ပြီးတော့ကွန်ပျူတာမှာ TV နဲ့ချိန်ပြီးတော့ကျွန်တော်တို့အသုံးပြုလို့ရတယ်နော်ကျွန်တော်တို့ကွန်ပျူတာကိုဒီမှာတော့ကျွန်တော်မှာတော့ note device ဖောင်ကျွန်တော်ကတော့မရှိဘူးမရှိရတဲ့ကျွန်တော်ကဒီမှာ note device ဖောင်ပြနေနော်ကျွန်တော်ဒီမှာ key ဆိုတာတွားပြီးတော့ကျွန်တော်တို့ TV နဲ့ချိန်လို့ရတဲ့နေရာပေါ့နော်ကျွန်တော်တို့အိမ်မှာ Chrome browser နဲ့ပတ်သက်ပြီးတော့ setting နဲ့ပတ်သက်ပြီးတော့အကြောင်းအရာကြီးကျွန်တော်တို့ဒါ setting ဘိုင်းနေပတ်သက်ပြီးတော့နော်အသုံးပြုဖို့နေပတ်သက်ပြီးတော့ ဒါဆိုရင်တော်တော်တည်သွားလိမ့်မယ်လို့ထင်ပါတယ်။ကြောက်ပါမယ်။နောက်ပိုင်းမှာလည်းကျွန်တော် Nolly နဲ့ပတ်သက်တဲ့အကြောင်းတွေကျွန်တော် share ရင်းလုပ်ပြီးမှဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပါသေးရင် like and subscribe လေးလုပ်ပြီးသွားပါအောင်လို့နော်။